ဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုဒီတစ်ပတ်မှာလမ်းညွှန်ဟောကြားပေးသွားမှာ ဖြစ်တဲ့အတွက်29ခုနှစ်ရဲ့ AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့3ရက်မေလ2025စနေနေ့အထိတပတ်တာအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီဘက်မှာပညာရေးကိစ္စဘာသာရေးဆိုင်ရာကိစ္စ ဆမ်မွဲအင်တာဗျူးကိစ္စဒီလိုကိစ္စရက်တွေအထူးဦးစားပေးပြီးတော့ကောင်းတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီလိုကိစ္စတွေကိုမှကြံစည်ရတာလားရှင်လဲအကောင့်တွေပေါ်လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မယ်ပိတ်နေတဲ့လက်လာဘက်တွေပြန်ပွင့်မယ်ရရရှိတဲ့ငွေတွေပြန်ရမယ်ငွေချင်းနဲ့ပတ်သက်လို့ပြန်လဲခြောင်လဲလာမယ်ဟဲ့လားငွေချင်းနဲ့ပတ်သက်ရင်အကူအညီထောက်ပံ့ဆိုတာမျိုးတွေလည်းရနိုင်တဲ့တပတ်တာဖြစ်ပါတယ်နာမည်ကုန်သတင်းကြီးတာပုံကန်တက်တာမျိုးတွေကြုံရမယ်အများလေးစားချစ်ကင်တော့ခံရမယ်အာဒီကိစ္စတစ်ခုကအောင်မြင်တာမှမကြသေးဘူးနောက်ကိစ္စတစ်ခုကလည်းထပြီးတော့အောင်မြင်တာအဲဒီအခွင့်အလမ်းက ရရှိတာမကြသေးဘူးနောက်ထပ်ဒီတက်ကောင်းတဲ့အခွင့်အလမ်းတစ်ခုကလည်းထပ်ပြီးတော့ရတာမျိုးတွေကြုံရတတ်တဲ့တပတ်တာ ဖြစ်ပါတယ်ကိုကဆရာသမားကောင်းဟလာအကြီးကဲလူတယောက်ဆိုရင်တော့တပတ်လက်သားကောင်းတွေဟလာအလုသမားကောင်းတွေရောက်ရှိလာနိုင်တဲ့တပတ်တာဖြစ်ပါတယ်เนาะအဲ့တော့လောင်းငယ်သားအတွက်တပတ်လူယုံမွေးဖို့အတွက်ရှာနေတယ်ဆိုရင်တော့ဒီတပတ်မှာရောက်ရှိလာတတ်တယ်လှုပ်ဆောင်ကြိုးစားခြင်းဖြင့်အဲ့တော့အလားတူပဲဒီတပတ်မှာဘာသာရေးဆိုင်ရာအကြောင်းခံဖျားတွေကိုရောက်ရတတ်တယ်အလွန်ကောင်းတယ်လို့သဘောမှန်မှာဖြစ်ပါတယ် ဲ့တော့ဒီတော့မှအလုံမားနိုင်အလုံရှုံနေတတ်တယ်ဆိုတဲ့တပတ်တာပေါ့ခေါင်းစားတတ်တယ်ဟလာတွေးတော့ကြံစားတတ်တယ်လူမပင်မရင်တော့မှဟလာစိတ်ပင်မန်းတာเนาะဦးနောက်ချောက်တာမျိုးတွေအနှဲငယ်ကြုံရတတ်တယ်အဲ့လိုဖြစ်လို့လဲဖြစ်တဲ့လောက်အကျိုးရှိမဲ့တပတ်တာကာလဖြစ်ပါတယ်အဲ့တော့ကိုလှုပ်ကျင်တဲ့အရာတွေကဒီတပတ်တာမှာအဆက်အသွယ်ကောင်းအခွင့်အလမ်းကောင်းနေနဲ့ရောရှက်ပြီးတော့လှုပ်ဆောင်ကြံစီခြင်းဖြစ်အောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့အဆက်အဆက်အသွယ်အခွင့်အလမ်းဆိုတာမျိုးတွေလည်းဒီတပတ်မှာရရှိတတ်တဲ့တပတ်တာဖြစ်ပါတယ်။ ဲ့တော့ပိတ်နေတဲ့အလုပ်ကိစ္စတွေပြန်ပွင့်လာနိုင်တဲ့တပတ်တာဖြစ်ပါလေအဲ့တော့ဒီတပတ်မှာကိုကဘာသာရေးမိမိကိုယ်ခွေဟာဘာသာအလိုက်ဘာသာရေးလှုပ်လေပို့ပြီးကန်လိုက်လေဆိုတဲ့တပတ်တာဖြစ်ပါလေရှိရှိနေတဲ့မူရင်းဆွဲကန်ကနေဒီတက်မကပို့ကောင်းတဲ့ကန်အခြေအနေမျိုးကိုပြန်လဲရရှိမဲ့တပတ်တာဖြစ်ပါလေအဲ့တော့ ဒီတော့ဒါမှာငွေကြေးအပြည့်စုံလဲကန်ကောင်းတယ်။သူကအခြေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်လာရင်တော့ဒီတော့မှာနည်းနည်းလေးဟလာအခြေတင်စကားပြောရတာအခြေအိမ်တော်ကြီးဘက်ကဦးစားမပေးနိုင်တာမလှည့်နိုင်တာအချိန်မရတာနားလည်မှုလွဲတာမျိုးတွေဖြစ်တတ်တယ်။ကျမကြီးနဲ့ပတ်သက်ဇက်ကြောတတ်တာခေါင်းမူတာခေါင်းကြိုက်တာဆိုတာမျိုးတွေအနှဲငယ်ဖြစ်တတ်တယ်။ဆိုရင်လောက်တဲ့အခြေအနေမှာမရှိပါဘူး။ကောင်းသောခီးတွေလည်းကြုံရမှာဖြစ်တဲ့အတွက်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်။ဒီတော့တာလှုပ်တိုင်းဖြစ်လှုပ်တဲ့လောက်အကျိုးရှိမဲ့တပတ်တာဖြစ်ပါတယ်။ ဲ့တော့ကိုယ့်ရဲ့အလောက်ကန်အကြံစီငွေကြေးအကြံစီတွေကိုကြံစီလောက်ဆောင်မယ်ဆိုရင် အောင်မြင်ကန်ကောင်းနိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုပိုင်လုံကအယောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့လည်းဒီတပတ်တာမှာအားရဝမ်းသာစရာအားရကျေနပ်စရာအခြေအနေမျိုးကြုံမယ် ဆိုတဲ့တပတ်တာ ဖြစ်ပါတယ်။ယာရုတိုးဖို့ဝင်ငွေတိုးဖို့အတွက်လကတိုးဖို့အတွက်ကြိုးစားနေသူတွေဖို့ဒီတပတ်တာမှာမှထိထိမိမိအောင်မြင်မယ်၊ကံကောင်းမယ်ဆိုတဲ့တပတ်တာဖြစ်တယ်လို့ဒီတော့မှဟဲ့လားဆိုင်ကနာရုံးငန်းတွေဖွင့်မယ်၊အလုပ်သွားလျှောက်မယ်၊အင်တာဗျူးပြေမယ်ဒီလိုကိစ္စအပါဝင်အခြားသောအရေးကြီးကိစ္စတွေကိုယ်မှစီစဉ်ရည်ရထားတဲ့စိုင်းမြင်ထားရဆိုလက်တွေ့လှုပ်ဆောင်ခြင်းဖြင့်အကောင့်တွေပေါ်ခြင်းဖြင့်အောင်မြင်မယ်တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာကံကောင်းနေတာဖြစ်ပြီးတော့ကံကောင်းတဲ့အခြေအနေမျိုးနဲ့ကြုံဆုံရမှာဖြစ်ပါတယ်ကိုယ်မှရှိတဲ့စိုးရင်ပူပန်မှုတွေကနေရော့ကျတတ်တာပြီးတော့ ဟုတ်လားဒီအခက်ခဲဒုက္ခတွေကနေကောင်းစွာလွတ်မြောက်နိုင်တဲ့တပတ်တာလို့လည်းပြောလို့ရပါတယ်ဒီတပတ်အတွက်ကံကောင်းလက်ရှင်ကဏ္ဍသည်တက္ကဏံဖြစ်ပါတယ်ဂျိုးပြီးတဲ့အယောင်မာတော့ဒီတပတ်မှာဆိုရင်ငွေအောင်ဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအတွက်ပါ